ဒီကျမနှက်ကတ်ကိုလည်းအတုတယ်အဲ့တော့ကျမစီမှာကတ်တေလည်းရှိတယ်ရွှေဆိုင်ဘက်ကိုလည်းပြောထားတယ်ရွှေဆိုင်ဘက်ကလည်းရတယ်တိုင်မှာဒီဘက်ကလည်းအပါဖြစ်တုံးရှေ့နေတယ်အကုန်ရှိထားပြီးသားနော်ကျမရဲ့နှက်ကတ်ကိုအတုလို့ပြောရင်ငါတို့မှာအကုန်ရှိထားပြီးသားငါပြောထားတယ်နော်အဲ့ဒီတော့185သိန်းလို့ငါပြောထားတာဟုတ်တယ်မလားအေးအဲ့ဒီအတိုင်းပဲလုံးဝတပြားသားမှလည်းမရဘူးဘောင်ချာလည်းရှိထားပြီးသား GI ကတ်တယ်လည်းရှိထားပြီးသားအကုန်လာမယ် မပုံနဲ့နေတို့အခုကတယောက်တစ်ခေါက်ကခံထားရပြီဒါဟုတ်တယ်မလားတို့အဖွဲ့၄ယောက်ခံထားရပြီဒါတို့၄ယောက်ခံရတဲ့အချိန်ကျတော့မဟာဘူးနော်တို့ကိုကျမတိုင်လိုက်တဲ့အခါကျတော့အမှုမမြောက်ဘူးဆိုတဲ့အခါကျအမလေးဒီကောင်မတိုင်တာဘာမှမမမြောက်ဘူးအေးမြောက်အောင်လုပ်ပေးမှာမြောက်အောင်လုပ်ပေးမှာမဘူးနဲ့မြောက်အောင်လုပ်ပေးမှာ အမှုမြောက်အောင်လုပ်ပေးမှာမပူနဲ့ကိုရီးယားကနေပြီးတော့ဇန်နဝါရီလကိုမောင်းထုတ်ချင်တာငါထက်ဆိုးွားပြီးတော့ငါထက်အမှုတွေများနေတဲ့သူတော်ကိုရီးယားကမောင်းမထုတ်သေးဘူးဟုတ်ပြီနော်ငါဘာလောက်ထားလို့မောင်းထုတ်ရမှာတော့ပျော်စမ်းမအောင်ငါလူတတ်ထားလို့လားငါခိုးနေလို့လားနင်တို့လိုမဟုတ်ကဟုတ်ကတွေလုံနေလို့ငါ့ကိုမောင်းထုတ်ခံရမှာလားစဉ်းစားစမ်းပါဦး ကိုရီးယားမှာနေလာခဲ့တဲ့တတန်ဘာအမှုမှဘာမှမရှိခဲ့ဘူး။အခုလိုမျိုးစစ်တပ်ဘက်ကနေနင်တို့ပါနေတာပါပြီးတော့ငှောက်မောင်းထုတ်ဖို့လုပ်နေတာအမလီပြောတော့မြင့်ဘာတကယ်တော့စစ်တပ်ကိုဗန်းပြပြီးတော့မှအပေါနိုင်ငံရေးကိုဗန်းပြပြီးတော့မှသူတို့ကဈေးရောက်စားရတာအဲ့လိုလုပ်တာအရင်ကဘာနိုင်ငံရေးမှလည်းမဟုတ်အခုလှူလာမေးကြည့် no ကျမတို့အခုငလျင်ကိုကျမ73သိန်းလူလိုက်တဲ့အားတော့မှာ73သိန်းလူလိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လိုက်ပြောနေတာကျမတို့က73သိန်းလူတယ်ဆိုတော့တိကျတဲ့ကေပေးလဲရှိထားပြီးသားပို့ထားပြီးသားညာစရာကြောင်းမရှိညာရတဲ့သူတို့ဘာတပြားမှမလုပ်နိုင်ငံရေးကိုဘန်းပြနေတာဒီနိုင်ငံမှာရှိနေတဲ့သူအကုန်သိတယ်ငါနိုင်ငံရေးနဲ့ကိုမှမြန်မာနိုင်ငံမှာလဲ international relation နဲ့ all nux နော်ညတို့တိအောင်ပြောလိုက်အောင်မယ်ဒီနိုင်ငံမှာလဲနိုင်ငံရေးနဲ့ဥမာမာစတာပြီးပြီးသားပြင်ဒေါက်တာတက်နေတာ ဒေါက်တာကိုတော့မှကြောင်းပြီးသွားလို့ thesis ကိုအပ်ဖို့ပဲရှိတော့တာ thesis ပဲကျန်တော့တာကြောင်းပြီးသွားပြီစာမှုပွဲတွေလည်းအောင်သွားပြီ thesis ပြီးတာနဲ့ရော့ဘွဲ့ပဲနော်အဲ့ဒါကိုငါကမသိရအောင်အခုကျမတို့တိုက်ခိုက်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်ပါလားဘလို့အဆင်တန်လဲကိုနဲ့အဆင်လည်းမတူနေရာချင်းလည်းမတူသူတို့လည်းလက်ခံပြီးသားဒါဒီနေ့ကနင်တို့အတွက်နောက်ဆုံးပြောတာ ဗဇက်နဲ့ပြောမနေတော့ဘူး။ကျွန်မပြောထားပြီဒါဗဇက်နဲ့ပြောမနေတော့ဘူး။ဆဲစရာလည်းမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်မတိတ်ခါကိုကျွန်မပြန်ဆဲထားပြီဒါသူတို့လောက်ရက်တွေအားလုံးကျမစီမှာအားလုံးဒီတေးရှိတဲ့အတွက်ကြောင့်ဥပဒေအရပဲလုတ်သွားမှာဥပဒေအရပဲလုတ်သွားမှာဟုတ်ပြီနော်အားလုံးကိုဥပဒေအရပဲလုတ်သွားမှာ